မင်္ဂလာပါရှင်မေလာတည့်ရဲ့ကြာရီနေ့အတွက်ရှင်ဟုံရဲ့လှလှရှားရှားရုံသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ရန်ကုန်မြို့တွင်ဒုတိယအကြိမ်အဖြစ်မီးစက်နှင့်ဆိုလာစွမ်းအင်တူလာမှု ကုန်စည်ပြပွဲကျင်းပမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြန်မာပါဝါအန်ဆိုလာအနေဂျီစတိုရစ်လိုက်တန်အက်စပို2025လို့အမည်ပေးထားတဲ့မီးစက်နဲ့ဆိုလာစွမ်းအင်တူလာမှုကုန်စည်ပြပွဲအားမေလ10ရက်မှ4ရက်ထိရန်ကုန်မြို့အင်အားလိတ်ဟိုတယ်ရှိရန်ကုန်ကွန်ဗန်ရှင်စင်တာတွင်ပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ အစပါပြပွဲအားမေလတရရက်မှာ၃ရက်အထိနနက်၉နာရီမှညနေ၅နာရီအထိ၎င်းမေလ၄ရက်နေ့တွင်နနက်၉နာရီမှနေ့လယ်၂နာရီအထိ၎င်းပြုလုပ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။အစပါမီးစက်နှင့်စွမ်းအင်တူလောင်မှုကုန်စည်ပြပွဲတွင်တရုတ်၊ထိုင်းနှင့်အိန္ဒိယနိုင်ငံတို့ကကုမ္ပဏီပေါင်း150ကျော်မှလာရောက်ပြသရောင်းချခြင်းဖြစ်ပြီးဇန်နဝါရီ10ရက်မှ12ရက်အထိရန်ကုန်မြို့ကွန်ဗင်းရှင်းစင်တာတွင်ပြုလုပ်ခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ ိုင်းသားရရှိလင်မန်းစမှုဆောင်ရှိအထည်ချုပ်ဆေးရုံတွင်မိလောင်မှုဖြစ်ပွားတဲ့တွင်ဖြစ်ပါတယ်။ဧပြီ29ရက်ည9:00နာရီနှစ်မိနစ်ခန့်ကလိုင်းသားရအနောက်ပိုင်းမြို့နယ်ရှင်လင်မန်းစမှုဆောင်ဖန်ချက်ဝင်ဦးမြူလန်းအကွက်မှတ်230ရှိအထည်ချုပ်ဆေးရုံတွင်မိလောင်မှုဖြစ်ပွားရာလိုင်းသားရမြို့နယ်မိသက်စခန်းမှတပ်ဖွဲ့ဝင်များနဲ့လူမှုကူညီအသင်းများပူးပေါင်းနှိမ့်သက်ကြပြီးမိလောင်ကျွမ်းမှုများမှာည9:00နာရီ10မိနစ်တွင် level 1အဆင့်ဖြင့်ထပ်မံနှိမ့်သက်ကြောင်းသိရှိရပါတယ်။ည9:34မိနစ်တွင်မိထိန်နိုင်ခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။ ။နောက်ဆုံးတင်ဆက်ပေးမှာကတော့ရန်ကုန်အပါအဝင်နေရာဒေသအချို့မှာမိုးရွာသွန်းနေတဲ့ပြင်ဖြစ်ပါတယ်။ အပူချိန်များမြင့်တက်နေတဲ့အချိန်ရန်ကုန်အပါအဝင်နေရာဒေသအချို့မှာမိုးရွာသွန်းခဲ့ကြောင်းသိရှိရပါတယ်။ဧပြီ29ရက်နေ့နောက်ပိုင်းမှာစတင်ကရန်ကုန်မြို့တွင်မိုးရွာသွန်းခဲ့ပြီးအချို့မြို့နယ်များတွင်ညလုံးပေါက်ရွာသွန်းမှုများရှိကြောင်းလည်းသိရပါတယ်။ဧပြီ29ရက်နေ့နောက်6နာရီခွဲခန့်ကရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်မြို့မြို့နယ်ကြည်တော်ရက်ကွက်လိတ်ကံလန်းနဲ့ဝက်တက်လန်းတောင်တွင်လည်းတစ်ပင်လေးကြမှုဖြစ်ပွားပြီးမင်္ဂလာတောင်မြို့မြို့နယ်မိတဲ့စခန်းမှာမိငိမ့်သက်ရင်တစီတန်နေပြီးတဲ့တပ်ဖွဲ့ဝင်များဖြင့်ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ကြကြောင်းလည်းမြန်မာ မာနိုင်ငံမိသက်တပွဲကထုတ်ပြန်ထားပါတယ်။မိုးလေဝသနှင့်ဇလဗီဒာညချာမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရမေလ၄ရက်တွင်မြေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင် နေရာစစ်ဆေးမှနေရာအနှံ့ပြားမိုးထစ်ကြုံရပြီးအချုပ်ဒေသများတွင်ဒေသအလိုက်နှင့်နေရာကွက်ရီမိုးကြီးနိုင်တယ်လို့လည်းသိရှိရပါရဲ့ရှင်။